စကုတ်တောင်ကနေဆင်းလာတဲ့အခါကျတော့ဘာတွေ့တော့ဆိုတော့တရဝရကောင်လူလူလူတရဝရကောင်ပေါ့ရင်ခွဲထဲမှာမြင်လိုက်တာလူတွေစွန့်နေမစင်တွင်းကြီးထဲမှာသူကခေါင်းထီအောင်မြုပ်ပြီးတော့ပြင်းမှန်းဆင်းရဲနေတယ်မစင်တွင်းကြီးထဲမှာမြုပ်နေတယ် မြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့အဲ့တတ္တဝါကြီးကိုသွားတွေ့တယ်မစင်နေနဲ့မြုပ်နေတယ်ပေါ့အော်ဟစ်ညင်းယူပြီးတော့မစင်နေတယ်ကလည်းမထွက်နိုင်ဘူးမစင်တွင်ကြီးတဲ့မှာမြုပ်ပြီးတော့နေတဲ့တတ္တဝါကောင်သွားတွေ့တယ်တမန်နေရတော့မမြင်နိုင်ဘူးပေါ့နော်အဲ့တော့မြင်တဲ့ဒီတတ္တဝါကိုမြတ်စွာဘုရားထံရောက်လို့မေးတဲ့အခါကျတော့ဘုရားဒီတတ္တဝါဟာတဲ့အရင်ဘဝတုန်းက သူတော်ဘာသမယားကိုစော်ကားကျွလွန်ပြီးတော့သူတော်ဘာသမယားနဲ့ပျော်ခဲ့တဲ့ပုဂ္ဂိုလ်ဟိုးဟိုးလေဒါကြောင့်မလို့မစင်တွင်ထဲမှာသူကံကြမ္မာကမစင်တွင်နဲ့ပို့ထားလိုက်တယ်သူတသက်တာလုံးဟာမစင်တွင်ထဲမှာပဲသူနေရတယ်ပေါ့လောက်လို့အကောင်မျိုးဖြစ်တာပေါ့နော်သို့တော့လောက်မဟုတ်ဘူးသူကတရဝလူလူလိုတရဝတကောင်ဖြစ်ရတယ် အဲ့တော့ဘာပဲဖြစ်ဖြစ်ကိုလုံးလို့ကိုဖြစ်တာတည်းကြီးပဲဒါတွေကနော်အတိတ်ဘဝကလုတ်ခဲ့လို့ရှိရင်ဒါမျိုးမဖြစ်ဘူးလို့ပြောလို့မရဘူးဘာလို့လို့ဆိုလုတ်တော့ကိုယ်စိတ်နဲ့လုတ်တာလေကိုယ်စိတ်လို့ဆိုရဲကကိုယ်ပိုင်တဲ့စိတ်ပဲကိုယ်ပိုင်တဲ့စိတ်ကနေပြီးတော့လုတ်တာဆိုတော့ဒီအကျိုးကသူများကိုသွားပေးမှာမဟုတ်ဘူးကိုယ်ကိုပဲလာပေးမှာပဲဒါကြောင့်မလို့ကံတရားဆိုတာကိုယ်နဲ့သာသက်ဆိုင်တယ်သူများနဲ့မသက်ဆိုင်ဘူးလို့သူပြောတယ်နောက်တစ်ခါ ဒါကြတော့အမျိုးသမီးတယောက်တွေ့တယ်အဲ့ဒီအမျိုးသမီးကခုနလိုပဲအရေးမပါဘူးအပေါ်ကအရေးကုန်မပါဘူးအသားတည်းကြီးလို့ဖြစ်ရဲတဲ့တကူလုံးကအရေးမပါအရေးမပါသည်အတွက်ကြောင့်ဘာဖြစ်တယ်ဆိုတော့အကောင်ဘလောင်တွေကအကုန်ကြိုက်ကြတာပေါ့နော်အင်တန်မှတနာစရာဖြစ်ပြီးတော့အကာအကွယ်မရှိဘူးပေါ့ ရှင်ကောင်းတွေပါတဲ့အကုံတော့ကနေဝိုင်းဝန်ပြီးတော့လူမအရေကုံလေးကဖုံးထားလို့ချိပြောရှုပြောရှိနေတာအရေကုံလေးကိုခွာလိုက်လို့ရှင်အလုံးဟာညည်းရဲကြီးပဲเนาะညည်းရဲကြီးပဲအရေကုံလေးပုံမှာ ကြည့်ပြီးတော့သာအသားဖြူတယ်တို့အသားမဲတယ်တို့လှတယ်တို့မလှဘူးနဲ့ပြောနေကြတာအရေကုံလေးခွာလိုက်ရင်တော့အရေကြီးတွေကြီးပဲအကုံဟောဟောဒီတတ္တဝါကလည်းပဲ အမျိုးသမီးတတ္တဝါလည်းပဲအရေးကုန်မပါသည့်အတွက်ကြောင့်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကနီးရဲပြီးတော့နေတယ်။အဲ့ဒီအမျိုးသမီးကအတိတ်ဘဝတုန်းကမလုပ်ခဲ့တယ်လို့ဆိုတော့ဖောက်ပြားခဲ့တဲ့အမျိုးသမီးတဲ့နော်ဖောက်ပြားခဲ့တဲ့အမျိုးသမီးဖြစ်လို့အခုလိုဒီဘဝမျိုးကိုရောက်ထလာ